ကျွန်တော် GDR လေးကိုသင်တဲ့အခါမှာ reading ကိုဘယ်လိုဖတ်လဲဆိုပြီးတော့မိထားပါတယ်။အားလေးမှာဖတ်ရတဲ့ reading ကအဓိကအဖြစ်နှမျိုးနဲ့စရှိပါတယ်။ information နဲ့ text non fiction နဲ့ fiction ဆိုပြီးတော့ဖြစ်ပါတယ်။ဒီ non fiction နဲ့ fiction ကိုကျွန်တော်ဖတ်ခဲ့တာတော်တော်လေးကြာပြီပေါ့နော်။ပြောရမယ်ဆိုရင်တက္ကသိုလ်မှာအင်္ဂလိပ်စာအထူးပြုကိုယူခဲ့တဲ့၄နှစ်လုံးဒါတွေပဲဖတ်ခဲ့ရဖြစ်ပါတယ် ဒါတွေကိုမဖက်ခင်တုန်းကလည်း level light သတ်မှတ်ထားတဲ့ဆောက်လေးတွေကိုဖက်ခဲ့ပါသေးတယ်။ elementary, pre-intermediate, intermediate, upper intermediate, advanced ဆိုပြီးတော့ level light သတ်မှတ်ထားတဲ့ဆောက်လေးတွေရှိတယ်။အဲ့ဒီဆောက်တွေကိုဖက်ခဲ့ပါတယ်။အုံနှအုံလောက်နဲ့ကျွန်တော်ပြီးွားတာမျိုးဖတ်တာမျိုးမဟုတ်ပဲね level တကူမှာအနည်းဆုံးအုံ20လောက်ဖတ်ပါတယ်အဲ့ဒီအုံ20ကိုလည်းတစ်ခါတည်းဖတ်ရုံနဲ့ပြီးွားတာမဟုတ်ပဲねထက်ကတလဲလဲထက်ကတလဲလဲဖတ်ခဲ့တာဖြစ်ပါတယ် အဲ့လိုမျိုးဖတ်တဲ့အခါမှာကျွန်တော်ဖတ်နေတဲ့အကြောင်းအရာတွေကိုနားလည်အောင်လှုပ်ကြည့်တယ်။နားလည်အောင်လှုပ်တဲ့အခါမှာတရားရာဂိုင်းတုံးနှီးပါနားလည်အောင်ကြိုးစားပြီးရဖတ်ကြည့်ပါ။ဖတ်တဲ့အခါမျိုးမှာဆိုရင်ចောင်းသားကြီးလှုပ်တဲ့အမားမျိုးပေါ့။စာចောင်းသားចောင်းလုံးကိုအကုန်အောင်ဖတ်လိုက်တယ်။စာပိုက်တစ်ပိုက်လုံးကိုအကုန်အောင်ဖတ်လိုက်တယ်။ပြီးတော့မှဘာသာရေးပြန်ကြည့်တယ်။အဲ့လိုမျိုးကြီးကျွန်တော်မလှုပ်ခဲ့ဘူး။ကိုဖတ်နေတဲ့ချိန်တိုင်းမှာဒီ phrase တစ်ခုကြီးစီလိုက်ကိုနားလည်အောင်ဖတ်သွားကြည့်ပါတယ်။ပြောရမယ်ဆိုရင် ဘာသာပြန်တာလည်းရှိတယ်လို့ဘာသာမပြန်ဘဲနဲ့ဖတ်လိုက်တာမျိုးလည်းရှိပါတယ်။အဲ့တော့ကိုကဒီလိုမျိုးစာရင်ဖတ်တဲ့အခါမှာပုံသေးမှတ်ထားလို့မရဘူးဗျာ။ရှိတဲ့များစာကြောင်းတိုင်းစကားလုံးတိုင်းကိုအာတရားရကိုင်းတော့ဘာသာပြန်နိုင်ရမဲ့ဆိုပြီးတော့မမှတ်ထားသင့်ဘူး။ဘလိုမျိုးလေးလောက်တာပို့ပြီးကောင်းလဲဆိုရင်ကိုဖန်နေတဲ့အကြောင်းအရာကိုနားလည်အောင်လောက်တာမျိုးကပဲပို့ပြီးတော့ကောင်းပါတယ်အင်္ဂလိပ်လိုနားလဲဆိုရင်အင်္ဂလိပ်လိုနားလဲတဲ့အတိုင်းလေးဖတ်သွားလိုက်အင်္ဂလိပ်လိုနားမလဲဘူးဘာသာပြန်မှရမယ်ဆိုရင်ဘာသာပြန်ပြီးတော့ ဖတ်ကြည့်အဲ့တိုင်းလေးဖတ်သွားလိုက်ပါပုံသေးမှတ်ထားလို့မရဘူးကိုနားလဲမဲ့အရာကိုလုပ်ပေးဖို့လိုပါတယ်အဲ့တော့ reading တပုတ်ဖတ်တယ်ဆိုတာကနားလဲအောင်ဖတ်တာဖြစ်ပါတယ်နောက်ပြီးတော့ဒီလိုမျိုးနားလဲအောင်ဖတ်နိုင်ဖို့အတွက်ကိုယ့်ဘက်ကဘာတွေလုပ်ရသည်လဲဆိုရင် grammar တွေလေ့လာရတယ် vocabulary တွေလေ့လာရတယ်အဲ့ဒီပြင်ကိုမှအဲ့ဒီစကားလုံးတွေရဲ့အတန်အတွက်တွေကိုလည်းလေ့လာရဖြစ်ပါတယ်စကားလုံးတွေရဲ့အတန်အတွက်ကိုကိုကမသိထားဘူးမလေ့လာထားဘူးဆိုရင်စာဖတ်တဲ့အခါမှာလည်းအကက်ခဲတွေဖြစ်တတ်ပါတယ် အရေးကြီးတာကကိုကစာကိုပုံမှန်ဖတ်သွားပြီးပို့လို့တာပေါ့နော်အဲ့တော့စာဖတ်နည်းတွေဘာတွေဆိုတာအများကြီးရှိရတယ်တော်တော်များများသိထားလိမ့်မယ် skimming scanning အဲ့လိုမျိုး reading for details တို့အဲ့လိုမျိုးတွေရှိရဗျာဘယ်လိုမျိုးစာဖတ်နည်းတွေကိုအသုံးပြုပြီးတော့ပဲဖတ်တည်ဖြစ်စေကိုကအမြဲတမ်းစာဖတ်နေဖို့လို့တာဖြစ်ပါတယ်အဲ့ဒါကိုကျွန်တော်ကဘယ်လိုပြောလို့ရစင် reading for pleasure အပြင်းပြင်းဖတ်နေတာမျိုးဘူးသူသားရဖို့ဖတ်နေတာမျိုးတွေကိုအမြဲပုံမှန်လောက်သွားသင်ပါတယ်ပြောချင်တာကတော့ reading ကောင်းခြင်းနဲ့ဆိုရင်တော့ reading ကိုအမြဲတမ်းဖတ် reading ကောင်းကောင်းဖတ်နိုင်ဖို့အတွက်က level လိုက်သတ်မှတ်ထားတဲ့စာအုပ်လေးရှိရဲအဲ့လိုမျိုးစာအုပ်တွေကနေစာပြီးတော့ဖတ်ပြီးစာကောင်းကောင်းဖတ်နိုင်ဖို့အတွက်ကိုက grammar လေးလာဖို့လိုတယ် vocabulary တွေလေးလာဖို့လိုတယ်အဲ့ဒီစကားလုံးတွေရအတန်အတွက်တွေကိုလည်းသိအောင်လုပ်ထားပြီးဖို့လိုအပ်ပါတယ် စားကျင်နေဆိုရင်တော့ကျွန်တော်တို့သင့်ချင်းစီသွားတာမျိုးကပို့ပြီးတော့အထောက်အကူပြုလိုက်မယ်။ကိုကစားလာကလေးက hatch long ဆိုပြီးတော့တည်ရမလား။တခါကြီး GD reading ကိုဖတ်နိုင်ရမယ်ဆိုပြီးတော့မမျှော်မှန်းထားနဲ့ပေါ့ဗျာ။သင့်မီသင့်သွား elementary ရပြီဆိုရင် pre intermediate သွား pre intermediate upper intermediate advanced အဲ့လိုမျိုးသင့်မီသင့်သွားပေါ့။အဲအကောင်းဆုံးဖြစ်ပါလိမ့်မယ်။အာမငယ်နဲ့ကိုကပုံမှန်တိုင်းလောက်သွားပြီးဖို့လိုအပ်တာဒီနည်းတိုင်းလောက်သွားပြီးမယ်ဆိုရင် GD reading မှမဟုတ်ဘူး ဒီတခြားသော reading တွေရှိရပေါ့ IS reading တို့ IGCSE reading တို့အဲ့လိုမျိုးတွေကိုဖတ်တဲ့အခါမှာလည်းအခက်အခဲမရှိဘဲနဲ့ဖတ်နိုင်မှာဖြစ်ပါတယ်။ဒါကကျွန်တော် GDR လေးကိုသင်တဲ့အခါမှာဖတ်တဲ့နည်းလေးတွေကိုပြပြသွားဖြစ်ပါတယ်။ GDR လေးမှမဟုတ်တခြားသောအရာတွေဖတ်တဲ့အခါမှာလည်းကျွန်တော်ဒီလိုမျိုးလေးဖတ်ပါတယ်။